明个儿我怎么？ Revolut Burma News Channel ကနေပြီးတော့ November 14ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်တောင်ခမ်းရွာနယ်အမတ်တ34လေးတပ်စခန်းတို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတော့အကြမ်းဖက်စစ်တပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ November 13ရက်နေ့မနက်9:40မိနစ်ခန့်မှာနောင်ချုံမြို့တောင်ခမ်းရွာဖုန်ကြီးကျောင်းနယ်မနက်7:00နာရီကမှအကြမ်းဖက်စစ်တပ်ရဲ့အမြောက်တပ်ရင်း34လေးတပ်စခန်းတို့မှာတိုက်ပွဲတွေပြင်းထန်နေခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားလျက်ရှိတဲ့ နောင်ချုံမြို့မကြီးရေရွာကိုအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့တကြိမ်လာရောက်ပြီးတော့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲများဟာရှမ်းပြည်နယ်တောင်ပိုင်းရက်ဆောင်မြို့နယ်ကြောက်ကူကနေပြီးတော့နောင်ချုံမြို့နယ်အတွင်းကိုစစ်အာပြလဲဖြစ်တဲ့ရန်ကြိုးပမ်းနေတဲ့အကြမ်းဖက်စစ်တပ်ကထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေရတာလို့ TNL ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ PDF တွေရှိတဲ့အထင်နဲ့ရေနံချဆက်ယုံရဲ့တကားကို6ထောင်နဲ့ကန်ဖွင့်ပြီးတော့ဝင်းရောက်စီးနှင်းခဲ့တဲ့ပြူစောတီခေါင်းဆောင်မိုင်းထီမှန်ပြီးတော့ဆေးရုံတင်လိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမင်းဘူးခရိုင်ပွင့်ဖြူမြို့နယ်စင်လူကျေးရွာအုပ်ချုပ်ရဲမှုလည်းဖြစ်တယ်လို့ဒေတာရင်းပြူစောတီခေါင်းဆောင်လည်းဖြစ်တဲ့သူဟာ PDF တွေထောင်ထားတဲ့မိုင်းထီမှန်လို့ဆေးရုံတင်ထားရတယ်လို့ဒေတာကန်နေစီကသိရပါဗျ။မိုင်းထီမှန်တဲ့သူဟာပြူစောတီခေါင်းဆောင်ဦးဖိုးအောင်ဆိုသူဖြစ်ပြီးတော့နိုဗ ెంబ ာလ12ရက်နေ့နေ့လယ်12ခွဲလောက်မှာကံပြားရဲစခန်းကနေလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့၎င်းဦးဆောင်တဲ့ပြူစောတီ ီပူပေါင်းအင်အားတရာကျော်ဟာစစ်ကား9စီးနဲ့ခလန်းရွာအနီးပုပ်ပလိကရေနံချက်ဆက်ရုံတစ်ခုကိုဝင်းအောင်စီးနေတဲ့အချိန်မှာမိုင်းထိမှန်ခဲ့တာလို့ဆိုပါတယ်ပြူစောတီခေါင်းဆောင်ဦးဖိုးအောင်ကပိတ်ထားတဲ့ရေနံချက်ဆက်ရုံတကားဘက်ကို6နောက်နဲ့ကန်ပြီးတော့ဖွင့်တဲ့အချိန်မှာမိုင်းကွဲပြီးတော့ဒဏ်ရာပြင်းထန်စွာရရှိသွားတယ်လို့ဖွင့်ဖြူဒေသခံတို့ကပြောပြထားပါတယ်အဲ့ဒီဆက်ရုံဟာပုပ်ပလိကပိုင်းရေနံချက်ဆက်ရုံဖြစ်ပြီးတော့စက်တင်ဘာလပိုင်းကစတင်ကဆက်ရုံပိုင်ရှင်နဲ့အလုံသမားတွေကစွန့်ခွာသွားကဆက်ရုံလုပ်ငန်းတွေလဲပတ်မှုရပ်ဆိုင်းထားတာကြောင့် PDF တွေခိတ္တအခြေပြုပြီးတော့ဝင်ရောက်နေထိုင်ခဲ့တဲ့နေရာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီထဲမှာ PDF တွေရှိတယ်ဆိုပြီးတော့သတင်းရသွားတာလို့အဲ့ဒီဒေတာကန်ကပြောပါတယ်အဲ့ဒီမိုင်းကိုမေဘူးခရအမလေးတရင်ကထောက်ထားတာဖြစ်ပြီးတော့အဲ့ဒီမိုင်းပောက်ခွဲတာကြောင့်စင်လူရွာအုပ်ချုပ်ရေးမှုပြူစောတိခေါင်းဆောင်အပါဝင်၃ဦးတန်ရာရရှိသွားတယ်လို့သတင်းရရှိထားကြောင်းတက်ရင်လေးကတာဝန်ရှိသူကပြောဆိုထားပါတယ်မိုင်းပောက်ခွဲမှုကြောင့်ပြူစောတိခေါင်းဆောင်ဦးဖိုးအောင်ဟာ 6မိုင်းစထိမှန်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့စစ်ကောင်စီတပ်ကားတွေနဲ့နောက်ကျောင်းပြန်ဆုတ်ကဥဖိုးအောင်ကိုစလင်းစင်းယုံကနေတဆင်မကွေးမြို့အမှတ်76ဂရင်တရားစစ်ဆေးယုံကိုပို့ဆောင်လိုက်ရတယ်လို့ဆိုပါတယ်စင်လူးကျေးရွာအုပ်စုမှာစင်လူးတောင်ရွာနဲ့မြောက်ရွာနှစ်ရွာပါဝင်ပြီးတော့စစ်အာဏာသိမ်းပြီးတဲ့နောက်အရက်သားအစိုးရလက်ထက်ကအုပ်ချုပ်ရေးမှုဦးစိန်အောင်မိုးကိုဖြုတ်ချကဥဖိုးအောင်ကအုပ်ချုပ်ရေးမှုဖြစ်လာတယ်လို့သိရပါတယ် မိုင်းပေါက်ကွဲပြီးတဲ့နောက်ညနေ9နာရီလောက်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာအဲ့ဒီရေနံချက်ဆက်ယုံကိုမိရှို့ခဲ့ပြီးတော့ဆက်ယုံအတွင်းကတန်ပိုက်လုံးတွေကိုကားနက်စီးနဲ့စင်လူကြီးပါကိုတဲဆောင်လာတယ်လို့သိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမြင်းမှုမြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့ဝန်ထမ်းအင်အားဝင်းကိုဝင်ရောက်တိုက်ခတ်ရာစစ်ဗိုလ်အဆင့်ရှိတဲ့ဒုနှအူပွဲချင်းပြီးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်နိုဗ ెంబ ာလ23ရက်နေ့မနက်6:30ကစတင်ပြီးတော့ မြင်းမှုမျိုးအရှိချမ်း ARD မြေကမ်းဘေးမှာရှိတဲ့အကြမ်းဖက်စစ်သား20ခန့်တပ်ဆွဲထားတဲ့ဝန်ထမ်းအင်အားဝင်းကိုတော်လိုင်းတပ်ဖွဲ့များကလက်နက်ကြီးလက်နက်ငယ်များနဲ့ဝင်းရောက်ပစ်ခတ်တိုက်ခိုက်ရာစစ်ဗိုလ်အဆင့်ရှိတဲ့သူ2ဦးပွဲချင်းပြီးတိမ်ဆုံပြီးတော့ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့သိရပါဗျ။ဝန်ထမ်းအင်အားဝင်းကိုရောက်တော့မနက်၄နာရီခွဲဝင်းကျင်ရှိနေပြီးပစ်ခတ်ချိန်ကတော့မနက်၅နာရီလောက်မှစပြီးတော့စတင်ပစ်ခတ်တိုက်ခိုက်ခဲ့တာသူတို့ကဝန်ထမ်းအင်အားအဆောက်အဦးဆိုတော့၄ရက်ဆောင်အပေါ်ဆုံးတက်မှာနေတာကျွန်တော်တို့ကမြေပြင်ကနေတိုက်ရတာ သူတို့ကအပေါ်စီးကနေပြစ်တာမြင်းမှုမျိုးထဲမှာရှိတဲ့အထကတ်တဲ့ចောင်းတွေကနေပြီးတော့လက်နဲ့ကြီးတွေနဲ့လည်းပြစ်ကူပေးနေတယ်နေရကလည်းတိတ်မဝေးဘူးဘိုးအဆင့်ရှိတဲ့သူနှစ်ဦးသေးတယ်ပြစ်ခတ်နေတဲ့အချိန်အတွင်းမှာလည်းသူတို့ဘက်ကငိုတယ်နေလဲကြားရတယ်ဝင်းစည်းဘုတ်ကဘလုံးမအဆင်မပြေဘူးကြည်လဲမရှိလို့ပြန်ဆုတ်လာခဲ့ရတာလို့ Dog Killers People Defense Force မြင်းမှုကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီတိုက်ပွဲအတွင်းမှာမြင်းမှုမျိုးပေါ်မှာရှိတဲ့အာထကတဲ့ကြောင်းမှာတတ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကလက်နက်ကြီးများနဲ့ပစ်ကူပေးတိုက်ခတ်ခဲ့ပြီးတော့တံများကကားများနဲ့လည်းစစ်ကူများရောက်ရှိလာတဲ့အတွက်ကြောင့်တော်လိုင်းတပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်အခုလိုမျိုးဝင်တိုက်နိုင်မှုကကျွန်တော်တို့ရတဲ့အလူငွေလေးနဲ့ကြီးဖြည့်တယ်ရတဲ့ကြီးလေးနဲ့သွားတိုက်လိုက်ကြီးပြန်ဆုတ်လိုက်နဲ့လုံနေရတာဒီကောင်တွေကကျွန်တော်တို့ကိုစိန်ခေါ်တယ်မင်းတို့ PDF တွေငကြောက်တွေ မင်းတို့ PDF တွေငါတို့ကိုဘာမှမလုပ်နိုင်ပါဘူးဆိုပြီးတော့စိန်ခေါ်တယ်ဟိုရက်ကွက်ကဝင်ဆွဲလိုက်ဒီရက်ကွက်ကဝင်ဆွဲလိုက်နဲ့ကလေးတွေကိုရိုက်နှက်လိုက်နဲ့လုတ်ပြနေတာကျွန်တော်တို့ကလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးသူတို့ကိုလုတ်ချင်တဲ့စိတ်ကရှိတယ်လက်နက်ကလည်းလုံလုံလောက်လောက်မရှိတာရဲ့ကြီးစံကလည်းလုံလုံလောက်လောက်မရှိတာရဲ့အကြောင်း ငိမ့်နေလိုက်ရတာတွေရှိတယ်ကြည်စံလုံးလုံးလောက်လောက်သာရှိရင်တော့ပွဲများများကပြီးတော့မြန်မြန်ပြီးနိုင်တာပေါ့ဗျာဒါကြောင့်မိဘပြည်သူတွေအနေနဲ့ကြည်စံဘိုးလေးတွေဝိုင်းဝန်းကူညီပေးကြပါလို့မေတ္တာရက်ခံကြပါတယ်လို့ Dog Killers People Defense Force မြင်းမူမှာတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Dog Killers People Defense Force မြင်းမူ DKPDF MMU မိုးညို Revolution Force MNRF ရေရွှေမြေအနောက်ထမ်းဘက်ကဖစတဲ့ညီနောင်မဟာမိတ်တပ်များကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းပလဲမြို့မှာစစ်တပ်ကနန်စီဒီယံဝင်တဲ့အေယာများကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်၃ဦးသေဆုံးပြီးတော့မြို့ပေါ်မှာပိတ်မိနေတဲ့ပြည်သူအယောက်၁၀၀၀ခန့်ကို PDF တပ်ဖွဲ့ကကယ်ထုတ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗ ెంబ ာလ17ရက်နေ့မှာပလဲမြို့ဘော်ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေပြီးတော့စေချိန်ထက်မနေဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ရဲစခန်းအရှိန်မြောက်ဘက်မှာရှိတဲ့မြို့နယ်လျှက်စစ်ဝန်ထမ်းအင်အားကိုပေါင်900ဘုံတလုံးကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့မြို့နယ်လျှက်စစ်မှုဦးကျော်စံတိုက်ဆုံးခဲ့ပြီး၎င်းရဲ့ဇနီးဖြစ်သူထိခိုက်ဒဏ်ရာရရှိကာအခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။အလားတူပဲအဲ့ဒီနေ့မှာရဲစခန်းအနောက်ဘက်မှာရှိတဲ့တုံးတဲ့ဝန်ထမ်းအင်အားကိုလည်းအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေကျဲချတဲ့ဘုံဒီကြက်ရောက်ပောက်ခွဲခြင်းကြောင့်မြို့နယ်ထွေအုပ်နန်းစီဒီယန်ဆေးကိုစင်မောင်ရဲ့အမျိုးသမီးဖြစ်သူ မမျိုးဦးနဲ့တားဖြစ်သူတေဆုံးခဲ့ပြီးတော့ကိုစင်မောင်လည်းဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအကြမ်းဖက်ဆက်တက်ကလေချောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခိုက်နေခြင်းကြောင့်မြို့ပေါ်မှာရှိတဲ့နေအိမ်များမှာပိတ်မိနေတဲ့ ပြည်သူအယောက်တထောင်ခန့်ကိုလည်းကျွတ်တဲ့နဲ့တက်မတော့စစ်ဦးစီးကိုကိုနိုင်ဦးစီးက၃ရက်ဆက်တိုက်ကဲထုတ်နိုင်ခဲ့ပြီးတော့လက်ရှိအချိန်မှာပိတ်မိနေတဲ့သူတွေမရှိတော့ဘူးလို့သိရပါဗျ။အကြမ်းမဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်မြို့ပေါ်မှာရှိတဲ့နေအိမ်အများအပြားထိခိုက်ပျက်စီးမှုရှိပြီးတော့အရေးအတွက်ကိုတော့အတိမပြုနိုင်သေးဘူးလို့သိရပါဗျ။မြို့ရင်းအခြေအနေကိုတော့ပြောလို့မရသေးပါဘူး။ပိတ်မိနေတဲ့ပြည်သူများကိုကယ်ထုတ်လာတာပါ။ပိတ်မိနေတဲ့သူတွေတော့မရှိတော့ပါဘူး။ပျက်စီးမှုတွေကတော့များမယ်။တေချာတော့အတိမပြုနိုင်သေးဘူး။ပြည်သူတွေထိခိုက်ဒေဆုံးမှုအခြေအနေတွေကတော့ ထပ်မသိရသေးဘူးလို့စစ်တင်းတဲ့တပ်မတော်ကတောင်းရှိသူတို့ကပြောဆိုထားပါတယ်။တော်လိုင်းရိတ်တပ်ဖွဲ့ဝင်များကယ်ထုတ်လာတဲ့ပြည်သူအယောက်တထောင်ကျော်ဟာစားနပ်ရိတ်ခါများအရေးပေါ်လိုအပ်ရရှိတယ်လို့သိရပါတယ်။နိုဝင်ဘာလ23ရက်နေ့မှာလဲပလဲမျိုးပေါ်တိုက်ပွဲများဟာဆက်လက်ပြင်းထန်နေပြီးတော့အချက်မဲ့စစ်တပ်ကလေကြောင်းကနေဇက်တိုက်ဘုံကျဲတိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ပဲခူးတိုင်းဇီးကုန်းမြို့နယ်ဘောပင်ရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သား၄ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ၁၂ရက်နေ့မနက်9နာရီခန့်မှာဇီးကုန်းမြို့နယ်ဘောပင်ရွာမှာအထိုင်ချတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာဘောပင်စက်တမန် တိုက်ပြန်တဲ့တစ်လုံးဆောင်ဂျားကိုရောက်ရှိလာတဲ့အချိန်ကျိုးပင်ကောင်းမျိုးနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ BTZM GBK PDF ဘကိုးရုံးမှအခြေပြုတပ်ခွဲကပရိသာမိုင်းနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား၄ဦးသေဆုံးပြီး၃ဦးထိခိုက်ဒဏ်ရာရရှိကဘော်ဘင်စက်တမန်နှစ်ဘက်ကိုစစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ ရန်တမ်းပြစ်ခတ်ပြီးတော့စစ်ကြောင်းဟာပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဘောပင်ရွာမှာနှစ်ပတ်ကြာအထိုင်ချတပ်ဆွဲပြီးတော့ဂျိုးပင်ကောင်မျိုးနယ်အတွင်းမှာရှိတဲ့ခြေရွာများကိုဝင်ရောက်စီးနှင်ပြီးပြည်သူများကိုတပ်ဖြတ်ဖမ်းဆီးခြင်းမိဘမဲ့ကလေးငယ်များကိုဖမ်းဆီးခြင်းနဲ့နေအိမ်များကိုမိရှုပ်ဖျက်ဆီးခြင်းများကျူးလွန်နေတဲ့စစ်ကြောင်းဖြစ်တယ်လို့သိရပါဗျ။ပရိသတ်မိုင်း၃လုံးနဲ့တိုက်ခိုက်ခဲ့တာပါစစ်ခွေး၄កောင်သေးတယ်ဒဏ်ရာရတာကြီးလည်းရှိတယ်အဲ့ဒီစစ်ခွေးစစ်ကြောင်းကဇီကုံမျိုးနယ်ကစစ်ကြောင်းမှာဘောပင်၁၀ပေါင်အမှတ်၁တိုက်ပြလေးတစ်လုံးဆောင်တင်ခိုင်ဘက်ကိုစစ်ကြောင်းထုံးနေတာအင်အား၂၀၀နီးပါးပါ ားပါတယ်ရိုးမကိုအပြတ်ချေမုန်းမယ်ဆိုပြီးတော့ကြွေးကြော်နေတာလို့တာယာဝရီခရိုင်တရင် PDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းပေါ့မြို့နယ်မှာရှိတဲ့ကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဒရုန်းများနဲ့ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့်နေအိမ်များပျက်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ23ရက်နေ့မနက်အစောပိုင်း7:30မိနစ်ခန့်နဲ့တနအီကန်းတို့မှာ ပေါင်းမြို့နယ်ကပ္ပစ24ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကကြောင်မဲတောင်ကျေးရွာနဲ့ကြောက်တကားကျေးရွာများကို87မမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူများထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်နိုဝင်ဘာလ23ရက်နေ့ညနေ9:15မိနစ်ခန့်မှာစိတ်ဖြူမြို့နယ်ကပ္ပစ22ကအကြမ်းဖက်စစ်ကောင်စီတပ်သားများက drone နဲ့ဘုံသီးများကျဲချတိုက်ခိုက်ခြင်းကြောင့်ပေါင်းမြို့နယ်ပပြေရည်ကျေးရွာကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးပြည်သူများထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။အလားတူပဲဘကိုးတိုင်းညောင်လေးပင်ခရိုင်လေတုံမြို့နယ်နဲ့မူးမြို့နယ်မှာရှိတဲ့ကျေးရွာများကိုစစ်တပ်က drone နဲ့ ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်နဲ့စာတင်ကျောင်းများလည်းပျက်စီးခဲ့ရတယ်လို့သိရပါဗျ။နိုဝင်ဘာလ10ရက်နေ့မွန်းလွဲ2:15မိနစ်ခန့်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားများကကြောက်တကားကနေပြီးတော့တမင်အင်းကုန်းကျေးရွာအတွင်းကို drone နဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ရာကျေးရွာပိုင်စာတင်ကျောင်းတစ်ကျောင်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။မွန်လွဲ7:18မိနစ်ခန့်မှာကွင်းချောင်းဝါမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများက120မမလက်နက်ကြီးတစ်လုံးနဲ့ထပ်မံပစ်ခတ်ခဲ့ရာတောကြောင်ပေါက်ကျေးရွာမှာကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ9ရက်နေ့မနက်7:30မိနစ်ခန့်မှာအကြမ်းဖက်စစ်ကောင်စီရဲ့ခလာရ264တပ်ရင်းက120မမလက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ခဲ့ရာ အေးမရဲ့ခြေရွာအတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ခြေရွာနေကိုမျိုးနိုင်ရဲ့နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားတယ်လို့သိရပါတယ်။ဒါအပြင်မူးမြို့နယ်အတွင်းနိုဝင်ဘာလ10ရက်နေ့မနက်10:30မိနစ်ခန့်မှာ ကော်ပြင်းချေးရွာမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေထောင်ထားတဲ့မိုင်းနှင်းမိပြီးတော့ကော်ပြင်းချေးရွာသားအသက်55နှစ်အရွယ်ရှိတဲ့စောအားပလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။နိုဗမ်ဘာလ9ရက်နေ့ညနေ4:53မိနစ်ကနေ4:56မိနစ်အချိန်အထိအကြမ်းဖက်စစ်တပ်ရဲ့ခမရ439တရင်ကနေပြီးတော့လက်နက်ကြီးနှလုံးနဲ့ပစ်ခတ်ခဲ့ရာတရကုန်းချေးရွာအတွင်းကိုကြောက်ရောက်ပောက်ကွဲပြီးတော့ချေးရွာနေပြည်သူအသက်23နှစ်အရွယ်မောင်ကျော်တက်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ